ျွန်တော်တို့ဝေဘာဂီရိကျိုးသချင်းရဲ့ဒုတိယမြောက်အပိုက်ကိုကျွန်တော်ရောက်လာပါပြီအဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ဒါကျွန်တော်တို့ဝေဘာဂီရိတောင်ထဲတွင်တရားနိုင်ရင်ဆင်ကိုကျွန်တော်အဆိုရဲ့အပြန်ရေပေါ့နော်ကျွန်တော်နှစ်ခါလုံးကျွန်တော်ပြီးခဲ့ပြီးသွားပြီအဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီစင်ဂိုရီပီအက်နင်းတရားတရားမင်းဆိုတဲ့ဒုတိယဘက်ကိုကျွန်တော်သွားရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောချင်တာဒီနေ့ဗီဒီယိုအနည်းငယ်ရှင်းနိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့ဒီစင်ဂိုရီတစ်ဘက်လုံးကိုကျွန်တော်ဒီဗီဒီယိုတစ်ဖိုင်နဲ့အပြတ်ပေးပါဆိုတော့ ်နည်းနည်းလေးတော့ရှင်းနိုင်တယ်ပေါ့နော်။ဒါကျွန်တော်အသေးစိတ်လေးပြအောင်ပါဆိုတော့အဲ့ဒါကြောင့်ဒါဒီဗီဒီယိုကြည့်ရလူကြီးအနေနဲ့ကိုယ်အတိုင်းတာလေးကိုကိုနားလဲပြီးတော့ကိုတဲ့ကိုညနိုင်တဲ့တော့ကိုကိုချင့်ချင်ခံမှန်းပြီးတော့ဖြည်းဖြည်းချင်းကြည့်မိလိုက်ခဲ့ကြပါ။တပိုင်းချင်းခွဲကျင်ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်မဟုတ်လားဗီဒီယိုဖြည်းဖြည်းချင်းဖြတ်ကြည့်ဖြတ်ကြည့်ပြီးတပိုင်းချင်းတပိုင်းချင်းခွဲကျင်ပြီးတော့ကိုကိုမိတလောက်လိုက်ခဲ့ကြပါ။ဟိုရချင်းစုံးနဲ့တအားစိတ်တွေလောပြီးမကျင်ပါနဲ့။ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာ slide တင်နေမှာဖြစ်တဲ့အတွက်ကိုကိုကို file လေးကို download ဆွဲပြီးတင်ထားရင်တော့မှ ခူးခြားတဲ့အချိန်ပြန်တီးလို့ရပါတယ်เนาะအဲဒါကြောင့်သိပြီးမလောပါနဲ့မဟုတ်လို့ရှိလို့ရှိရင်ဟိုပြောမယ်ဆိုလို့အချိန်ကုန်ပြီးတော့ဘာမှအကျိုးမရှိဖြစ်မှာဆိုတော့ပေါ့เนาะအဲဒါကြောင့်ဒါဒီနေ့ဗီဒီယိုကိုဒါကိုကိုအကုန်လုံးရတဲ့လူကတော့အကုန်လုံးကျင့်ပေါ့ဗျာဒီမှာတစ်ခါလေးကြည့်ပြီးတစ်ခါလေးကျင့်နေတဲ့လူကတော့တစ်ခါလေးလိုက်ကျင့်ပါဒါပေမဲ့မကျင့်နိုင်တဲ့လူတွေအနေနဲ့ကတော့ဖြည်းဖြည်းချင်းဗီဒီယိုအပိုင်းအပိုင်းအစစ်စစ်လေးတွေခွဲပြီးတော့ကိုကကိုကိုဒါမှီတလောက်တစ်ပိုက်ချင်းတစ်ပိုင်းချင်းကျင့်ပြီးတော့ပဲအကုန်လုံးပေါင်းပြီးမှပြီးမှကျင့်ပါဘာလို့လဲဆိုတော့ဒီနေ့ကနည်းများလို့ပေါ့နော် မဟုတ်လို့ရှိရင်အကျိုးမရှိဖြစ်သွားမှာဆိုလို့ပေါ့နော်โอเคအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုကပြီးတဲ့သင်ခန်းစာကျွန်တော်ပြန်တိပြမယ်ဒါဒုတိယဘက်ကပဲစာတိလိုက်မယ်နော်ဟိုအပြန်ရမယ်စာတိလိုက်မယ်ဒုတိယဘက်တော့ပြည့်တယ်ကြည့်မယ် လို့ကြားမယ်ဒီအပိုက်မှာတော့ပြောကြအောင်မရှိပါဘူးပထမပိုက်နဲ့ပထမအခေါက်နဲ့ဒုတိယအခေါက်ကအတူတူပါပဲပထမအခေါက်အတိုင်းပဲပြန်ဒီလိုက်တာဖြစ်ပါတယ်เนาะအပြန်အောင်တိတန့်အတန်ပြောင်းလာရပါတယ်မလုပ်ထားပါဘူးတစ်ခေါက်ပြန်ကြည့်ပါဦးဒီစင်ကို လို့တိမကောင်းဘောနော်အဆိုကတော့ဖြစ်တယ်လို့ပဲအဲ့တော့ကိုကိုကိုဘယ်နေရာမှာဘယ်စားသားဆိုလဲဆိုတာသိအောင်လောက်ပဲကြည်ပါเนาะအဲ့တော့ကြည်မယ်ပြီးခဲ့တဲ့တင်္ဂနာအဆုံးကကဲစပါပြီဒီတင်္ဂနာလာဒီဒီတိုင်းဖြစ်သွားပါမယ်ဘယ်ဘက်လက်မကြည်ပါညာဘက်လက်သန်ကြည်ပါမောင်းနေမဲเนาะမောင်းနေဟုတ်ပါเนาะကြည်မောင်းနေပူနေပြီးဘယ်ဘက်လက်ညာဘက်လက်ကြည်ရယ် F ဆုံးမှာချစ်လုံးဆုံးပူနေပြောအဲ့လိုပါပူနေပြောเนาะ ထက်နယ်ဆိုလာပါတယ်ဤထက်နယ်ပါဘယ်ဘက်လက်ခလဲ e နဲ့ညာဘက်လက်ကြွယ် f နဲ့စုံပါပြီးညာဘက်လက်ညို e ပေါ့နော်ဤထက်နယ်နော်ဒူနေပြောထန်နေအဲ့လိုပါဒူနေပြောထန်နေတော့ဘူနေပြောနဲ့ထက်နယ်ကြမှာနည်းနည်းလေးဟာသွားတယ်နော်ဒူနေပြောထန်နေနော်ဒူနေပြောလှော့ ဆိုကြမယ်เนาะနေပြောထန်နေပြီးဒီရက်ညာဘက်လက်ညိုလက်ခလဲ D နဲ့ E ကိုဒါ E နဲ့ D ပေါ့ဗျာညာနဲ့ဘယ်ကိုပုတ်လိုက်ပါဘယ်ဘက်လက်မက B ပြေဘူးเนาะနေပြောထန်နေ sorry နေပြောထန်နေတလေတူဒါမျိုးပါနေပြောထန်နေတလေတူဒါ D C ာမျိုးဖြစ်ပါတယ်ဟန်နည်းနည်းခတ်ပါရနော်ယူဆိုင်ပါကုနေပြူထန်နေတရေကိုဒီတန်းတိုင်းထောင်းလိုက်ဒီမယ်နော်ကျွန်တော်ဒီတာကိုဖွင့်ပြီးရင်လိုက်ဒီဟုတ်ပြီလားကုနေပြူထန်နေတရေကိုနော်ဒီစင်ကိုဒီဟုတ်ပြီနော်ကုနေပြူထန်နေတရေကိုဒီအထိရပါပြီအဲ့ဒါပြီးရင်ရှေ့ဆက်မယ် B အနှင်းညာဘက်နဲ့ညိုလက်ကလေးဒီနဲ့ဤပါပဲပွတ်မယ်ဘယ်ဘက်လက်တန်း C 3 4 ပြီးရင်ဘယ်ဘက်လက်ညို F ညာဘက်လက်မ C အားလုံးတရေဘူးပြောနော်တရေဘူးပြောဟုတ်ပြီအဲ့လိုဖြစ်ပါတယ်တစ်လုံးစီပါတရေဘူးပြောဒါပါလေ B ြီအဲ့ဒီရပြီဆိုရင်ရှစ်ဆက်ပါမယ်ဘူးပါလေဘဘလက်ညိုဘဘလက်မ E နဲ့ F ကိုပုတ်ပါတယ်ဘူးဘူးဘူးပြီးဘဘလက်ညို C ဘူးဘူးเนาะဘူးဘူးဘဘလက်တန် F စာလာဒီစီကိုဒီပေအန်ဒီကဲဟောနော်အဲ့တော့ဒီနေပြောတန်နေတရေတူတရေပူပြူပူဒီဘူးဘူးကတော့ဒီမှာစာသားမပါဘူးကောနော်ဒီဘူးဘူးဘူးဆိုတာစာသားမပါပါဘူးသူကအတော်သဘောပါနော်အဲ့တော့ဒီနေပြောပြောနေတရေ ်ပြီဆိုလို့ရှိရင်ရှစ်ဆက်ပါမယ်။မရသေးတဲ့လူတွေလည်းဒီထိကိုတစ်ဖြတ်ခွဲကျင်မှာပြီးတော့မှဒါအောင်ရပြီဆိုပြီးဆိုမှနောက်တစ်ခုကိုဆက်ကျင်မယ်နော်။အခုဆက်ဆက်လာမယ်။ဘူဘူဒီကြာပြီကြည့်မယ်။ဘဘလက်ညို F ညာဘလက်မ C ငါးလုံးပါ။ဘဘလက်မ G ညာဘလက်ညို D ငါးလုံးပါ။ပျော်ပျော်နော်။ပျော်ပျော်ဟာလား။ပျော်ပျော်ဒါငါးလုံးတွဲတွေပဲဒီပါနော်။ပျော်ပျော်ဟုတ်ပြီအဲ့ဒါရပြီဆိုရင်ဘဘလက်ညို F ညာဘလက်တန် G ဘလက်တကြွယ်ထန်နေထန်နေเนาะထန်နေပြီးရင်ဘဘလက်ကလေးဤညာဘဘလက်ညို F ဘပူထန်နေဘပူညာဘလက်တကြွယ် F ထန်နေဘပူနေเนาะထန်နေဘပူနေဟုတ်ပြီပြောပြောထန်နေဘပူနေအလိုပါအာတကြားတကြားပေါ့เนาะတကြားတကြားเนาะပြော အဲ့ဒါပြီးရင်ရှေ့ဆက်ပါမယ်ညာဘက်လက်ညိုလက်ခလဲဒီနဲ့ E ကိုပုတ်ပါမယ်ဘယ်ဘက်လက်တန်း C တရေပြီးဘယ်ဘက်ကလက်ပြောင်းမယ်ညာဘက်ကပြောင်းစရာမလိုဘူးဘယ်ဘက်လက်ကလက်ညို F နေရာမှာလက်မလေးဝင်မယ်လက်မ F ညာဘက်လက်မ C တရေပူပြောလို့ပေါ့နော်အဲ့တော့အမြန်တီးမှာပါတရေပူပြောဒါမျိုးပါတရေပူပြောဟုတ်ပြီနော်အဲ့တော့ပြောပြောထက်နေပပူနေတရေပူပြောဒါမျိုးပါပြီးရင်လက်တရားဒီတိုင်းခွဲထားပါမယ်ပေါ့နော် ပြောပြောထန်းနေပပူနေတွေ့တွေ့ဟုတ်ပြီအဲ့တော့ကျွန်တော်တခုလုံးပေါင်းပြပါမယ်ပူနေပြောထန်းနေတွေ့တွေ့တွေ့ပူပြောပူပြောပြောထန်းနေပပူနေတွေ့တွေ့ဟုတ်ပြီနော်အဲ့တော့တချင်းစာသားကတော့ဒီမှာကုန်သွားပါပြီနောက်ထပ်ဒါဒီအပိုက်မှာကြံလာသလိုဒါကြိုးတော်လေးပေါ့နော် ပြီးရင်ဆက်ပေးမယ်ပေါ့နော်လောလောဆယ်ဒီထိအရင်ကျင့်ပါမယ်အဲ့တော့ပြန်ပြန်တီးမယ်နဲပြောတန်နဲတ များပြီဆိုလို့ရှိရင်ကျွန်တော်ခုဆက်တင်မဲ့တင်ကစားကြောင့်လည်းပြောပါမယ်ခုဆက်တင်မဲ့တင်ကစားကဒါကျိုးတော့လို့ခေါ်ပါတယ်ကျိုးတော့ဆိုတာကျိုးကန်နဲ့မတူဘူးเนาะကျိုးကန်ကျိုးကန်ကျိုးတော့ကကျိုးတော့အဲ့တော့မယောနဲ့เนาะကျိုးကန်ဆိုတာအရှိအတီးရဲ့ဒါကျိုးကန်ပါเนาะအခုကျိုးတော့ဆိုတာကအကျိုးသချင်းနဲ့မှာတီးတဲ့ဟိုကျိုးငါဂီတနဲ့ရင်းနေရလို့ဆိုတော့တီးတဲ့ဒါတွေကဒီတရားကျိုးသချင်းတွေရဲ့ဂျားအကူးတွေမှာတပိုက်ပြီးလို့ရှိရင်တီးတတ်တဲ့ ိုးအတော်ဖြစ်ပါတယ်။ဒါကျိုးရဲ့မူပိုင်တော်ပေါ့နော်။ဒီဟာကျိုးသချင်းဒီမှာပဲသုံးနေကျိုးရဲ့မူပိုင်တော်ဖြစ်ပါတယ်။အဲ့ဒါကိုအခုနားလည်အောင်လုပ်ထားပါအဲ့ကောင်လေးကနည်းနည်းလေးဒါတီးရလည်းနဲ့ခတ်တယ်။ဒါကျိုးသချင်းဒီမှာလည်းအသုံးများတယ်။ကျိုးသချင်းတီးရင်အဲ့ရဲ့တော်ဝါမဖြစ်မနေဘူးသိထားရမယ်အတော်ဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုသိချာကြည့်မယ်နော်။အဲ့တော့ကြည့်မယ်။ပျော်ပျော်တနေပပူနေပြီပျော်။ကဲဒီကြည့်ရပြီ။အဲ့တော့နောက်ဆုံး app ကိုဘယ်ဘက်လက်မနဲ့ချထားတာလဲ user ပြီမှာပါ။ဘာလို့လဲဆိုတော့အဲ့ဒါက60 dm တီးခွက်အတွက်လက်ချန်တာပေါ့နော်။ပြီးလို့ရှိရင် ဒါပီပီရနဲ့ပျော်ပျော်တန်းနဲ့ပပူနဲ့ကျေတူပျော်ဒီရပြီအဆိုပီရနဲ့ရှစ်ဆက်မယ်ကျိုးတော့ဘဘက်လက်ညို C ဘဘက်လက်တန်း F ဘဘက်လက်ဖက်တဲ့ TV ဆင်းလာတာပါတရေပူပျော်ပူဒါမျိုးပါတရေပူပျော်ပူကဲဟုတ်ပြီအဲ့ဒါပီရနဲ့ရှစ်ဆက်မယ်ဘဘက်လက်တန်း F ညာဘက်လက်ညို့လက်ခလေ G နဲ့ A ကိုပူမယ်ဒါမျိုးပါထပ်ပုံလုံးသလုံးစုံချတော့နော် ပြီးရင်ဘဘက်လက်ညူစီညာဘက်လက်မှာ F ၅လုံး၅လုံးမဟုတ်၄လုံးအဲ၄လုံးเนาะเนาะအဲ့တော့ ယ်ဘက်လက်ညိုးက C ပါညာဘက်ကလက်လေးရွှေသွားပါမယ်လက်ညိုးလက်ခလဲ D နဲ့ E ကိုပူမယ်အဲဒါမျိုးပါသုံးလုံးစုံပဲပေါ့နော်ပြီးပြီးရင်ဘက်လက်မ F နဲ့ညာဘက်လက်မ C เนาะ tan ပြောပြီးညာဘက်လက်ပြော F tan ပြောနေပြီးပြန်ချပေါ့ဘက်လက်မ F ကိုเนาะ tan ပြောနေပူဒီညမှာပြောပြပါမယ်ဘယ်ဘက်လက်မအချို့အပိုက်ဒီမှာဝါးကိုနင်းဝင်တော့ဒီ F ကိုပြန်မချပါဘူးဝါးကိုမနင်း AF ကိုပြန်ချပါရယ်เนาะ tan ပြောနေပူ เนาะอะแล้วก็ป้องเนาะဘိုက်မှာတော့ပြန်ချပါမယ်။ဘာလို့နောက်ဘိုက်ကဝါးကိုနင်းတာမဟုတ်ဘူးเนาะစီးနဲ့ဝင်တာဆိုတော့တန်ပြိုတန်ပြိုနေပူเนาะသူအတန်းတက်လိုက်ကြတယ်ဆိုတော့ကျွန်တော်တို့ဆိုးရအနေနဲ့ခတ်နေတယ်။ပူပူတန်ပြိုတန်ပြိုနေပူအဲ့လိုဆိုးဆိုးအဆင်ပြေနော်။အဲ့တော့ကျွန်တော် တစ်ပိုက်လုံးပေါင်းပြပါမယ်ဂျူရောနဲ့အနေပြောတန်နေ အဲ့တော့ကျွန်တော်ဒါလေးကိုတစ်ခေါက်အလွတ်တီးပြပါမယ်ကျွန်တော်တစ်ခါလေး report ဖမ်းလိုက်မယ်နော်ကြည့်မယ် ပါမယ်ဒီအကောင်ဒီကောင်ကတော့ဒီအပိုက်ကပေါ့နော်ဒီဘိုက်ကတော့ပြောမယ်ဆိုလို့ရှင်ဟိုပထမအခေါက်နဲ့ဒုတိယအခေါက်အစိုးနဲ့အပြန်အတူတူပါပဲเนาะအဲ့တော့ဒီတိုင်းပဲပြန်တိလိုက်ရုံပါပဲအဲ့တော့ကျွန်တော်တိပြမယ်ကြည့်မယ်ဟုတ်နော် ဆိုပြီးတိပြမယ်နော်ဒီစီကိုလေးပေအန်ဒီတကြားတကြားကဲရှင်းပြီလို့ကျွန်တော်ထင်ပါတယ်နားမလည်တာရှိလို့ရှင်မေးလို့ရပါတယ်နော်ကျေးဇူးပါ